ားလုံးပဲမင်္ဂလာပါညီတော်ရဲ့ YY Audio Book Channel နေ့ကျူစွာလိုက်ပါရစေ။ယခုတင်ဆက်ပေးမှာကတော့ဆရာဆိုင်းရဲသူရှိဖို့ Subway Cityman ရဲ့မေမျိုးမှာလွမ်းနေမဲ့မေမေဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးဒီမဲ့ Account လေးနှိပ်ပြီးဖို့လည်းမြတ်တရရခံပါတယ်။မေမျိုးမှာမုံကောင်းနာကြောင်းဝီမေမျိုးမေမျိုးမော ကားထဲကမင်းမျိုးမိုးချင်းဆန်ကလေးကရခုခီးစင်နဲ့လိုက်ဖက်လွန်းလွန်းနေတယ်။ကားဆိုလို့ကိုပိုင်ကားတို့ခီးတဲ့တင်ကားတို့မထင်လိုက်ပါနဲ့။စာရေးဆရာဆရာတစ်ပည့်နှစ်ယောက်မင်းမျိုးနောင်ချူမြို့ကိုမုံဖြန့်ကြည့်တဲ့မုံကားလေးနဲ့လိုက်လာရခြင်း။ကားကောင်းထဲကရောင်းဝင်တဲ့နှစ်ဦးကားဆရာကျွန်တော်တို့ဆရာတွေနှစ်ယောက်အားလုံး၅ယောက်ကြက်ကြက်တိတ်တိတ်ပါပဲ။တာရှန်ဟဲဟိုတွေကဗန်းလင်းလေးလေးလေး။ဩတာရှန်ဟဲလားဒီတိုင်းတက်တက်သွားပြီးနှစ်လမ်းမြောက်ကြဘယ်ဘက်ကိုချူလိုက်ရင်ရပြီ။ဩကျေးဇူးပါလေးလေး။ ွန်ဆရာကလည်းကွန်သမားဆရာကလည်းကွန်သမားဆိုတော့ကွန်လေးလည်းကြွေးစက်မိဆရာဘုသူတရီလည်းပြောရင် တောင်လီကားလှတွေက စပေဂျနက်နေပူလှခဲ့ပါတယ်ဆရာကလည်းမိမျိုးကိုသွားကျင်တယ်လို့ခဏခဏပြောဦးတယ်ကျွန်တော်ကလည်းမရောက်ဘူးလို့ရောက်ချင်နေတယ်ကျွန်တော်လာတာနဲ့ဘယ်ပို့နိုင်မလဲကိုပိုင်ကလည်းမရှိဆိုင်ကယ်အဆုတ်နဲ့လည်းမဖြစ်ပြန်အလုရှင်နဲ့ကားဆရာတွေရဲ့ကျေးဇူးကြောင့်မိမျိုးကို ရောက်လာရခြင်းမိမျိုးသွားမယ်ဆိုတော့မိမျိုးကစပြီးအသိဆရာမ ရေးမေပြင်းဦးလင်ကလည်းအစားတောက်တဲခုတ်ဖို့စီစဉ်ထားမယ်စာရေးစရာအတင်းဥက္ခရဆရာတနိုင်ပြင်းဦးလင်ကလည်းတမျိုးလုံးလိုက်ပို့ပေးမယ်တဲ့အစဉ်ပြေလိုက်လေချင်းကားကလည်းမကုန်စားစရာလည်းမကုန်လေဘူးပတ်ဖို့လည်းမကုန်ရဟန်ကြနေတော့မိမျိုးကိုဒီစင်မှာငွေသက်တွေမယွန်းခင်လေးမှာရောက်ခဲ့ရလိမ့်ပြီတရှန်ဟိုတယ်ကြီးကလည်းခဏလိုက်တာဟိုတယ်ဝင်နှံ့လို့ဖူးတဲ့ကျွန်တော်တော့တစ်ခါမှမမြင်ဘူးဈေးနှုန်းကလည်းတညမှာ1000ဆိုတော့ ဆံမရိတ်မီရဲ့အိမ်ကလည်းညနေချင်းဆိုင်အားလုံးအဆင်ပြေပြီမဲ့ဆာရေးဆရာနှစ်ယောက်စလုံးရဲ့ရင်ကို ထိခဲ့စေတဲ့ကုံညံလေးကဒီလူဗျာဆရာကုန်းနဲ့ဆရာဆိုင်တို့လာမစို့လို့မမတေချာမှထားတယ်မမကမူဆယ်သွားတာ၃ရက်ရှိပြီဟုတ်ကဲ့ဆရာတစ်ပည့်နှစ်ယောက်လုံးတယောက်မျက်နှာတယောက်ကြည့်ပြီးထိုင်ကုန်းမှာနေရာယူလိုက်ကြတယ်ဆရာမရဲ့ညီမဖြစ်ရန်တူတဲ့အမျိုးသမီးကပြပြငန်းကကြိုးစံကြောင့်စိတ်ထဲတော့တမျိုးဖြစ်မိတယ် မင်းမျိုးမလာခင်ကလေးကကြိုပြီးချိတ်ဆက်ထားတာတောင်မှဆီယမကငါတို့ကိုမယုံလို့မတွေ့သလားသူမရဲ့စူပေါင်းစာအုပ်ကလေးလည်းတပါးတည်းယူခဲ့တာတောင်ထွက်မတွေ့ဘူးတန်တရားစိတ်တော့ဖြစ်မိတာအမှန် online facebook စာမျက်နှာပေါ်မှာခင်မင်းရင်းနှီးကြသူတွေဖြစ်ပြီးသူ့လည်းအပြစ်မဆိုတာအာနာလိုက်တာဆီယရဲ့မမမရှိတော့အဲဝဲမကြီးမှာစိုးတယ်နောက်ပြီးစကားမဆုံးခင်လေးမှာအိတ်ခမ်းတဲ့ ဝိကြည်နေတဲ့အဲ့ဒီမျိုးသမီးမှာပြောပြရစကားများရှိနေမယ်ဆိုတာသိသာလွန်လာပြီတယ်ခဏလေးတော့ဆရာတို့ရပါတယ်အမဝီချဲပေါ်မှာအသက်80ကျော်ဖွားတယောက်လက်ထဲမှာကထမင်းဟင်းနဲ့စီရီပေးကြံတို့နောက်ပြီးကျွန်တော်တို့ကိုအကဲခတ်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်အဲ့ဒီကြည့်တွေကရီဝီဝီနဲ့တခုခုကိုမတင်ကားသလိုမျိုးဒါမမရဲ့အတိမိတ်ဆွေလေးမိမိကျွန်တော်တို့ကိုတစ်ချက်ပြုံးပြပြီးခြံဘောက်ဝကိုမျှော်နေရှာသူ ကျွန်တော်တို့စိတ်ထဲတော့ဆီယမ်မခီးသွားလို့ညွန်နေတာဖြစ်နိုင်နေဆိုပြီးသုံးသပ်မိတယ်။ဆရာတို့ရေမမမူဆယ်ရောက်တာ၃ရက်ရှိပြီ။သူသားဘွားဘက်မှာအယောင်စားခံရလို့တဲ့။အော်ဟုတ်တယ်ဆရာ။ကျမတူလေးကဖတ်တဆူလေးပါ။တိတ်လိမ်မာတာ။အခုဆရာဆိုင်ရဲ့အရွယ်တော့ပဲရှိသေးတာ။သူတငယ်ချင်းတွေနဲ့နေဆက်မှာလှုပ်လှုပ်နေတာ၆လလောက်ရှိပြီလေ။အဖေမရှိတော့အမေဖြစ်သူကိုလှုပ်ကြည့်နေတာနဲ့ငွေရမြန်တဲ့နေဆက်မှာစလှုပ်တော့တလကို သုံးသိန်းလောက်ပို့နိုင်တယ်အဆင်ပြေနေတာဘာလို့ရောင်းစားခံရတာလဲဗျအလုပ်ပြောင်းရမယ်ပြောပြီးနောက်လို့ရောက်မှရောင်းစားခံရတာသိရတယ်ဝါရီဆိုတော့သူတို့အုပ်ချုပ်နေမြည်ဒီဘယ်လွယ်မလဲတကယ်ဆိုကိုပြည်တွင်းမှာရတဲ့တသိန်းခွဲကမြေဝေးဖောက်ဝေးမဟုတ်ဘူးငွေမက်ပြီးနေဆက်တို့နိုင်ငံသားတို့လှွတ်တော့ခုလိုငွေမျက်နှာပဲကြီးတော့ဒုက္ခရောက်တာပေါ့အမရေမမကသူ့သားစောနဲ့ထမင်းတက်နဲ့9000ကျက်ကိုတနေ့မှတနေ့အဖယ်စားပြီးသွားရှာတယ် သူခမရအသက်60ကျော်မှခရီးဝေးပထမဆုံးသွားဘူးလား။သွားတဲ့ခရီးကလည်းနေဆက်မိမသားတယောက်တည်းဟမ်။တပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်စလုံးကိုကော်ဖီဖြိုးပေးနေတယ်။မိခင်ဖြစ်သူကိုလည်းတန်ရှင်းလုပ်ပေးပြီးသူခရင်ရှိရာကို လိုက်ပို့ပေးနေတယ်။ဂျားရဲကနေစိတ်ပင်ပန်းလိုက်တာဆရာတို့ရဲ့။တာဇော်နဲ့မိခင်တယောက်ရဲ့မြေတားကိုနားလဲလို့မတားပါဘူး။ အ ਨੇ ဆုံးသိမ့်ကြည့်ရပေးနိုင်မှာကလေးပြန်ရမယ်လို့အဲ့ဘက်ကပွဲသားတချို့ကပြောတယ်။မုဆိုးမတယောက်အတွက်သိမ့်တရာကမပြောနဲ့။တသိမ့်တောင်မလွယ်လာဘူးလေ။အော်ကိုရင်မဆာနာလိုက်ကြတာနော်။လူတောင်ရောင်းကုန်ဖြစ်ရလေ။ကိုမြမပြီမတောင်ဒါမျိုးတွေရှိနေတာပြပမှသာဆိုဘယ်လွယ်မလဲနော်။မှန်တာပေါ့ဆရာဘုံ။ကလေးလောရတာကအကောက်တွေလိုက်ဟက်ရတယ်။အကောက်မဟတ်တဲ့ရင်နိုင်ငံသားတွေနဲ့ဆက်ချက်ရတယ်ဆိုလား။တခုမှ အတုံးမကြရင်ထမင်းမကြွေးရဲသူတို့ကိုယ်ပိုင်ထောင်ထဲမှာချတတ်တယ်တဲ့ဆရာအမလီကြောက်စရာကြီးပါလားငွေကိုဝိသမလောဘနဲ့ရှာကုန်ကြပြီလူတွေလည်းနှလုံးသားမရှိကြတော့ဘူးထင်ပါတယ်ဗျာကျွန်တော်တို့သူမပြောသမှလူသားမဆန်မှုကိုနားထောင်နေလိုက်တာ ကော်ဖီများပြင်အေးဆက်နေလိမ့်ပြီညကနေအလင်းရောင်ကလည်းမနှက်ထက်မှောင်လွယ်တယ်အေးအေးတက်ကလည်းသူ့အခန်းမှာ ပိုင်ပိုင်နိုင်နိုင်ကားဖို့စင်မော်တက်လာတဲ့ ဇမင်းသားတယောက်လိုမိမိကမမနဲ့အတူတူနေလာတာตาလေးတစ်သက်ရှိပြီဆိုတော့အထွေအထွေနဲ့ဗဇက်ဖျားကဘူးမချဘူးလေဖြန့်ထားတာလဲစနစ်ကျော်ပြီဆိုတော့မမကိုမျက်စိအောက်ကအပြောင်းမခံဘူးမမကလည်းအမေချစ်အမေစိတ်တိမ်ကြအကုန်လုပ်ပြီးတခါမှလည်းအခုလိုရက်ရှည်မခွဲဘူးအခုလိုရုပ်တရက်ကြီးပျောက်သွားတော့သူ့ကိုညီမလေးစီပြစ်ထားခဲ့တာထင်နေတာလေနားကလည်းမကြားရလေကဖြန့်တခါတလေကျမမသိအောင်ငိုနေတယ် လေဖြန်းတဲ့သူတယောက်ကကလေးတယောက်လိုဖြစ်တတ်တာထုံးစံပါပဲကျွန်တော်အမေလည်းလေဖြန်းဘူးတယ်ဗျစကလုံးနဲ့မသွဲကွဲတော့ဘူးကိုချင်းစားပါရယ်ဗျာဆရာဘုန်းကဝင်ထောက်လိုက်တယ်ရွာကဆရာအမေကိုတောင်သတိရသွားသလားမသိဒီဟင်းဆိုအမေကတိတ်ကြိုက်တာအခုနည်းနည်းပဲစားတော့တာညတိုင်းလည်းမအိပ်ဘူးသူသမီးကြီးပဲမြှော်နေတာလေအထွေထွေဆိုပြီးတော့ညတိုင်းခရောင်ခရမ်းရောင်တတ်သေးတယ်မမအမျက်စိနေကြတောက်ဖက်ကအမေခရင်ချေရင်မှချွတ်ထားခဲ့တာ အမေကကျမမသိချိန်မှာသူ့ခြေထောက်နဲ့မမိမကန်းလှမ်းယူပြီးတမိရှိတဲ့အကြောင်းဝူဝဝတွေပြောတယ်ကျမလည်းငိုလိုက်ရတာရှင်မျက်ရည်ဝဲလာတော့သူမကိုကြည့်ပြီးကျွန်တော်တို့ပင်ငိုချင်လာမိတယ်ဒါမဲ့ကျွန်တော်တို့သူမကိုအားပေးရင် စာပေကိစ္စတွေဆက်မိဆက်ရပြောခဲ့ပါတယ်ဆက်ပြောရင်လည်းဝန်နေစရာများကြဲရမှာပဲမနေ့ပြန်ဆရာတို့လိုက်လေဖို့ကအဆင်ပြေလို့လားဆရာတနိုင် လိုက်ဖို့မယ်ပြောတယ်အများကြီးတော့မသွားပါဘူးမဟာ အန်ထူးကန္တာဖျားနဲ့ရုခဗီရဥယင်လာဥဖဲညနေကြရင် မုံကားနဲ့ပြင်လာမှာဆိုတော့အချိန်တော်လောက်ပါပဲညဘက်ချမ်းလို့စောင်းနေလိုအပ်ရင်ပြောတော်ဆရာတို့အာမနာနဲ့ဟုတ်ကဲ့ညောင်လဲမရှိတော့မှတော့အခန်းထဲပြန်သွားအောင်မေမျိုးဆောင်ရဲ့အေဂျင့်မှုကအေးတယ်လို့ပြောရပေမဲ့တိတ်မအေးလာပါဘူးအနှွေးတွေကတော့နှစ်ထဲထပ်ဝှက်ထားတယ်ဆရာတစ်ဘက်နဲ့အောင်လုံးအခန်းထဲပြန်ရောက်ပြီမဲ့အမေတို့တယောက်ရဲ့ခံစားချက်ကရင်ထဲကမထွက်သေးဘူး တပည့်အဲ့ဒါမိခင်တယောက်ရဲ့မြစ်တာပဲကွာ အမေအိုကသူ့သမီးပြစ်ထားခဲ့တဲ့အထင်နဲ့ဝမ်းနဲ့ရှာတယ်ဖျားဘူးသွားတယ်လို့လိန်ပြောတာတောင်အ мян ပြန်ခေါ်ခိုင်းတယ်သမီးဖြစ်သူကလည်းသူ့သားနဲ့ပြန်ဆောင်ရဖို့တဆွန်ဆန့်ပြသွားနေရတယ်အော်မိမျိုးကိုလာရတာလေအသေးနူးတဲ့ငါတို့အဖို့ခံစားချက်တွေရပြန်ပြီဟင်းတကယ်ကတော့မန္တလေးရောက်ရင်ဝိထုတပုတ်တော့ရေးဦးမယ်။ဆီယမားတို့တာမီတွေလည်းမိမျိုးမှာပြန်လည်စုံစည်းရပါသေးလို့ စူတောင်းပေးုံပေါ်ဆရာအေဘောအေဘောအေဘောခုလိုနားဆင်ပေးတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်နောက်ပုဒ်တွေမှာလည်းပြန်ဆုံရသည်